မှာကားမရတော့သပင်အရှိန်နဲ့ပြေးချပါပါဘယ်လိုလုပ်ကြတော့မလဲ။ဆက်ကြောင်းပါ။ဆက်ကြောင်းပါ။မင်းကကိုချင်းစားလိုက်တာလား။ဝင်ခံစားလိုက်တာ။ဝင်တော့ခံစားလိုက်သေးတယ်။ခံဖို့ကောင်းလိုက်တာမိမနာဘူးလေ။သူကသူ့လုံနေသူကိုနားတော့မကောက်ဘူး။ကိုနားကချင်းတဲ့ကောင်မလေးလည်းမကက်ရဘူး။ဒီလို ကမရီယကိုနာနေမိမနေဝဲတာမဟုတ်ဟမ်မိမနေဝဲသူ့သူ့လိုမပြောချင်လို့ငါကစားပါငငတက်ကြီးလာဆိုရဲ့နည်းလောက်လို့နေကြည့်လို့လာငါမရှိအောင်လာလို့တင်းနှုံသားဆိုရဲကားပေါ့အဲ့ကအတွက်ပွဲလာတယ်ကိုစတီနဲ့ကတော့ကိုစီပေါင်းဆုံးဒရိုက်တာလိုင်စင်ရတဲ့ ကားပေါ့လေရုပ်ရှင်ကားကြီးရုပ်ရှင်ကားကြီးအဲကျွန်တော်ကိုယ်တော်နိုင်မှာလည်းစာပြီးတဲ့တွေ့ဖြစ်တယ်အဲ့ဒါလည်းညီကိုလိုပဲပေါ့အရင်သူရုပ်ရှင်မှာအာရုပ်ရှင်ရဲ့မန်နေဂျာလုပ်ခဲ့စဉ်တွေရတယ်သူ့မှာလည်းလို့အိမ်မက်တွေရှိတယ်ပြီးတော့သူဇလန်လေးဆိုရင်ပုံနဲ့လည်းအဲ့လိုဘူးညီထွန်းလေးလို့ရဲ့ကားမှာဆရာကြီးညွန်နဲ့နောင်ထွန်းလေးမှာတည်းကသူ့ဇလန်လေးတွေသူ့ပေးရပေါ့အဲ့ဒါကသူကဒီ talent ရှိတဲ့သူတယောက်ပေါ့သူကအဲ တကယ်အိမ်မက်ရှိတဲ့သူဟာဒီနေ့မှာတော့အဲ့အိမ်မက်ကိုအကောင့်ထဲပို့အောင်ပေါ်ဆောင်နိုင်ခဲ့တဲ့အတွက်ကိုစတီကိုလေးစားပါတယ်။သူဆိုရင်ရုပ်ရှင်မန်နေဂျာပေါ့၊ရိုက်ခွင်းမန်နေဂျာ၊စီစဉ်သူပေါ့။အဲ့လိုဘွားနေပြီးဒါရိုက်တာတယောက်ဖြစ်ဖို့ဆိုတာတကယ်တော့တော်တော်ပေါင်းကွက်တာမတည်ဘူးလေ။မနက်လိုင်းချင်းမဆိုင်မတူဘူး။သူတို့ကတော့ business buy နဲ့ management buy ကိုတာဝန်ယူရတဲ့သူလေ။အော်တကယ်တကယ်ရုပ်ရှင်ကျတော့လူပညာလူကို artist ကိုပေါ်ပြတာပေါ့။သူငကိုရတဲ့လူပညာစိတ်ရှိလို့ဒါဒီဘက်ကူလာလို့ပြတယ်။ အဲ့ခိုးစလုံးနဲ့ရဲမယ်ဆိုတော့လည်းသူကအာကိုကလိုင်းကျွန်တော်ဒါလေးရိုက်ချင်တယ်ဆိုပြီးတော့ပြောကြတော့ကျွန်တော်ကဖြစ်ပါစေဆိုရယ်ကိုမိတ်ဆွေတယောက်ဖြစ်ပါစေရဲ့စိတ်နဲ့ကျွန်တော်တို့မြင့်မြတ်တို့ထွန်းထွန်းတို့ကျွန်တော်တို့အမှုမြာကြီးတွေအပြည့်မြင့်ကိုလည်းဝိုင်းဝန်းပြီးလုပ်ခဲ့ကြတယ်လုပ်ခဲ့ကြတဲ့အချိန်မှာဖြစ်ကျွန်တော်ပမာရပရိုဒူဆာတွေရရှိပြီးတော့ပရိုဒူဆာတွေကမရှိကြဘူးပြီးတော့ကဲကွာဆိုတော့ကိုယ်ကြမ်းမယ်ကွာဆိုပြီးတော့လုပ်ကြတဲ့အချိန်မှာပဲမိုးရုပ်ရှင်ထုတ်လေးပေါ့အမွေးကွာနေပြီးတော့မွေးကလည်းသူ့မန်နေဂျာဖြစ်နေတဲ့ခါတော့ကေကွန်စီအဲ့လိုဘယ်ဖြစ်နေဆိုရင် ဘိုးတို့လည်းဝင်ကူမယ်ဆိုပြီးတော့ Rider Street ဖြစ်စီလည်းဒီပေါ့အဲကိုဆိုလူနိုင်ကတော့ကျွန်တော်တို့လည်းအောင်မြင်ခဲ့တယ်ကျွန်တော်တို့လည်းခင်လိုက်ဆိုတဲ့ဇာယုကနေပြီးတော့ဟို action ဇာယုတစ်ခုပြည်သက်အနေနဲ့မြင်ခဲ့တယ်ဒီစကားကပထမကျွန်တော်တို့ဒီ covid မဖြစ်ခင်ကသူကြီးပဲလားအာကိုကျွန်တော်ကျွန်တော်နေရဲ့နေရာကျွန်တော်ပဲပေါ့အဲ့လိုဆိုပြီးတော့ ਈ ပဲခဲ့ကြတယ်အချောင်းချောင်းချင်းမရဲဖြစ်ကြပဲနဲ့ဒီ covid ကြီးမှလုံးဝကျွန်တော်ရန်နာသွားကြတယ်ပြီးတော့ရုပ်ရှင်တွေရက်သွားကြအချိန်မှာ မရိုက်ဖြစ်တော့ဘာနဲ့ပထမရုပ်ရှင်ဆိုတော့နောက်ကျတော့ကိုယ်ကလည်းသူစိတ်တစ်ထစ်လျှော့လိုက်တယ်ဇလန်တော့ပဲရိုက်လိုက်တော့မယ်ပုံမှန်အဇလန်တော့ဆိုနေအကြီးဖြစ်တော့အဲ့မှာအဲမြေတုတ်ကောင်းလို့အစိုးရပါလို့အဲ့မှာအနိုင်ပါလာတော့ခိုင်မင်းဝင်လို့စိုးပြစေလို့တဲလေးလို့လည်းပါလာတော့ဆိုင်ရပြန်ကြီးသွားပြန်ကြီးသွားတော့ဗီဒီယိုရုပ်ရှင်ဆိုဆိုလို့ရှိရင်လည်းတော်တော်တော့လေဘာနှမျောစရာကြီးဇက်ကဇက်တအားကောင်းတော့အဲ့တော့ဇလန်တော့ဆိုတော့ပြပြပွားကြည့်လို့ရတယ် ဇက်အိမ်ရုပ်ရှင်ဆိုလို့ရှိရင်ကျွန်တော်တနင်္ဂနွေ90ပေါ့အများဆုံးပဲဇက်လည်းဆိုတော့အများကြီးပြလို့ရတယ်ကျွန်တော်လုပ်ခဲ့ကြအောင်အဲ့ဒီမှာကျွန်တော်အများကြီးကြိုးစားခဲ့ကြတယ်အဲကျွန်တော်အဲ့ဒီမှာဒီကိုဗစ်ကာလတစ်ဆောက်လုံးမှာကာမရိုက်တော့သပင်အရှိန်နဲ့ပြီးချတယ်မာဘောဒီဘယ်လိုဖြစ်သွားမလဲဒီကရှာပါဘယ်လိုရှာပါမင်းကကိုချင်းစားလိုက်တာလား မဲ့ဝင်းတော့ခံစားလိုက်သေးတယ်။အဲဟိုဘုကောင်းလိုက်တာမိမလာဘူးလေ။သမင်းရှိသမင်းအရှိနဲ့ရိုက်တယ်။ရိုက်ပြီးတော့သမင်းအားလည်းရှိနေအောင်မညက်ချင်ဘူးဆိုတော့ကိုကလည်းမညက်နဲ့ကိုကလည်းသမင်းနဲ့အဲဒီ character နဲ့လိုက်တယ်ဆိုတော့အဲ့ဒါရိုက်ပြီးတော့ကျွန်တော်ဒီပါးမှာတန်ရာလို့ဟာကျွန်တော်ခေတ်ဆက်တွေနဲ့တွေ့ရပါးမှာတန်ရာလို့တော့ပါးဆီလီကွန်တန်ရာကနေတိုင်းလို့ရတော့ကျွန်တော်အဲ့ဒါကာပီတက်လာခွဲလို့ဒီကျွန်တော်မပြောက်တော့ဘူးအနာဖြစ်တော့အဲ့ဒါအမှတ်တရဆီလီကွန်လောင်သွားတာဆီလီကွန်က ထည့်ရသွားတကယ်ဓာတ်ခုတ်ယာရီလို့ပြောဖြစ်အောင်ထုတ်ထားတာဆိုတော့လေအဲ့ဒါကြီးကနေ့တိုင်းလောက်တော့ကျွန်တော်အဲ့ဒါတလားလောက်ကာရဲ့ပြီးတလားလောက်တလားခွဲလောက်ထိတင်တယ်ကျွန်တော်ဒဏ်ရာချက်ခဲ့အဒဏ်ပြောက်မလဲကျွန်တော်မိမောက်ပြောလာနေ့တိုင်းအဘွားတွေပြီးတော့ပြောက်သွားတယ်အမေကတော့အစ်အစ်ပြားစုအစ်အမေအောင်တော့မသိဘူးလေအဲ့တော့အရှင်တော်ဆိုငလိုက်စပင်းရှိထားတယ်ဒီအပေါ်ပဲရှိထားတာလေဒီက ကာလမှာကျတော့လုံးဝမညက်တော့ပဲနဲ့ဘေးတွေပါအကုန်ရှည်ထားလိုက်တော့အဲ့လိုမျိုးစပြင်းနဲ့တော့မမြင်ဘူးဖြစ်နေတာ။ဒါနဲ့ဒီကားမရိုက်ခင်မှာရှေ့မှာကျွန်တော်ဒယ်လီမြေမောင်ဆိုတဲ့ဟိုရုတ်တန့်ဇလံလေးတစ်ခုရိုက်သေးတယ်။အဲ့ဒါအဲ့ဒါဟိုပေါ့အေးပလီယာပြပြီးသွားပြီ။အဲ့အဲ့မှာတော့လည်းစပြင်းရှင်နေပြီ။နောက်တစ်ခုသုံးကားရိုက်ဘူးလေအဲ့စပြင်းနဲ့။နောက်တစ်ခုကကျတော့ဟိုတော်လေးရပြသွားတယ်။ဆူတောင်းသားဆိုကျွန်တော်ထားလိုက်တာပေါ့။အဲ့ဒါအဲ့စပြင်းကကျတော့ဒီကားပြီးတော့မှ အဲ့ဒီစုတောင်းတဲ့အိတ်တော့ကျွန်တော်ဇာတ်ဝင်ငန်းထဲမှာကျွန်တော်ကထောင်ထွက်ဆိုတော့ဇပင်ညက်လိုက်ရတယ်မမေ့ရအဲ့ဇပင်အဲ့ကောင်မှညက်လိုက်ရတာစုတောင်းသားဆိုတဲ့ကောင်မှညက်လိုက်ရတာချောက်ပြောနေရပါထင်ကြည့်အောင်လို့သူကသူ့လုံနဲ့သူကိုနားတော့မကောက်ဘူးကိုနားကချင်တဲ့ကောင်မလေးလည်းမကက်ရဘူးဒီလိုဒီလိုအထင်သေးလို့တည်းလို့ကြီးရတော့ တူတူလေးပဲရှိတော့လေသူမြေအဲ့တော့အရှိပဲဘေးတွေကအခုပြန်ထားမှာအဲ့လိုစပယ်မြေရောပြန်ထားမှာပြန်ထားမှာဆိုတော့ဒီအပေါ်စပင်ကိုရှည်ထားလိုက်မယ်အပေါ်စပင်ဒီလောက်လောက်ရောက်ပြီဆိုလို့ရှိရင်ဘေးတွေလိုက်ထားလိုက်မသိတာတော့လေပြည့်စပင်ကျွတ်တွေဝယ်လို့ပဲရှိတော့ဘာစာကြည့်မှုမလားညာကြောက်ပြန်ကျေးဇူးလေးပါရဲ့တရားကြည့်တော့ဘယ်လာဘယ်မို့သွားဂန်စတာဂန်စာနေရနေရကြတော့တာမန်တော့ဒီကားမှာမနေဘူးမတူဘူးသူကသူကလည်းအဲ့လိုမျိုး ဟိုတော့သူအိမ်တော်နဲ့နေတာအဲသူသူပြင်းနေတဲ့နေကလင်မယာသူပြင်းကနားမကြောက်ဒီနေ့ဖြစ်စင်တော့နေရလေမန္တလေးမှာသွားပြီးတော့တတူးသွားထိုးတယ်အဲရံမှာမရှိဘူးတဲလေးကကျတော့သူပြင်းပြီးသွားတက်နေတယ်သူပြင်းကကျတော့သူပွဲရှိလို့ဆိုဒီကိုမလာနိုင်ဟုတ်တယ်ဟုတ်တယ်ဒါတော့ဟောပေါ့သူအမေကိုကပြောပြောနိုင်ကျင်အောင်နော်ဒါမှမဟုတ်ဒီဒီမှာဘတ်တယ်ဘတ်တယ်ဘတ်တယ်များတယ်

အဲ့သူ့သူ့လိုမပြောချင်လို့ငါကစားပါငါကတက်ကြည့်လားဆိုရဲနည်းနည်းလောက်အောင်လို့ညကြည့်လို့လားငါမရှိအောင်လားလို့လောလောအေးမသိဘူးသဲလေးမိတ်ခဲ့ဆရာလေးဘလို့လို့လဲမသိဘူးတော့ကြည့်လိုက်တော့ငါမကြည့်လိုက်ဘူးနာမကြည့်လိုက်ဘူးသူတို့ယုံလိုက်တာသဲလေးမိတ်ခဲ့ဆရာလေးစတုံးနဲ့နကန်းနဲ့နှစ်တန်းနေပြီလေအေးတက်ကြည့်လို့နည်းနည်းနှွေးသွားတော့ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ ဟာပြောစို့ဒါထောက်တယ်လို့တိုက်ပိုက်မမင်းနဲ့ဘိုင်မင်းမလည်းသွားရမယ်။ကျွန်တော်နဲ့ပတ်သက်ပြီးပြောရပါဦး။တင်းတုံးသားဆိုပညာရှင်မရှိဘူး။ကားနာမရတင်းတုံးသားဒီကားထဲမှာဟိုကအာနေရဲကသပင်ညက်စရာ။ဘယ်မှာမြိုက်ပဲအဲ့မှာငိုးညိုလို့ပါအောင်လဲပါသေးတယ်။အဲ့ဒီသူဆောင်တယ်တင်ရိုက်ပါတယ်။ဒီကားကကိုစီးရဲ့ထူးခြားတဲ့ကားကားလို့ပြောမယ်။သူကဟာတာရိုက်ခဲ့တယ်လေ။သူက အရှင်မဲတဲ့အရှင်ဒရိုက်တာအရှင်နဲ့ကော်မတီနဲ့တွေ့ရတဲ့ကားလေးကိုစီလေးအရင်အားထည့်ထားတယ်ကျွန်တော်လည်းဒီကားလေးကိုအားရဒါပေမဲ့ကြာနေရပါနော်ကြာနေသူလည်းအကြောင်းကြောင်းကြောင့်သူအဲ့လိုပဲဟိုသူကလည်းတိုင်ပတ်နေရတယ်ညာဟိုဟိုကုမ္ပဏီကပြမလို့ဒီကုမ္ပဏီကပြမလို့ဖြစ်နေကြာတော့အခုအခုတော့ပြပြပြီဆိုဝင်တာပါစကားလက်ဆောင်ဒီလည်းစကားလက်ဆောင်ပြောပြပါစကားလက်ဆောင်ဒီကားလေးတော့တော့မှာလားဒီကားလေးတော့ဘယ်လိုလဲလို့လို့ ပြော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 လေစကားလက်ဆောင်ဒီကောင်ကအားလုံးကြိုးစားထားတယ်ကျွန်တော်အားလုံးကြိုးစားထားကြဒါရိုက်တာနဲ့စာပြီးပေါင်းနေသစ်ဆောင်နဲ့အားလုံးကြိုးစားထားတယ်တင်တုံးသားဆိုတဲ့ကားလေးစကားနာမည်လေးလည်းဆန်းတယ်ဇာတ်လမ်းလေးလည်းဆန်းပါတယ်ဒီကောင်မှပေါင်းရတဲ့ကျွန်တော်ပေါင်းရတဲ့သစ်ဆောင်လေးအားလုံးချောကြပါတယ်အဲ့အတွက်အားပေးကြပါဦး